မင်းစရာ TikTok မှာ game video တင်ပြီးတော့ပစ္စက်စာကိုစဉ်းစားနေရဆိုရင်တော့ရက်လိုက်တော့ပေါ့နော်။ Okay အဲ့တော့ဘာလို့ရက်ခိုင်းလဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ပေါ့နော်။အဲ့တော့အရင်ကကျွန်တော် video လေးတင်မိတာ Game Incentive Program ထဲမှာ game လေးတွေပေါ်ရဆိုရင်ကျွန်တော် video တင်ပြီးတော့ပစ္စက်စာလို့ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ညာ မြန်မာနိုင်ငံကနေပြီးတော့မိတ်ဆွေတိုက်တဲ့ဗီဒီယိုကြည့်မယ်ဆိုရင်အဲ့ view အတွက်ပတ်သက်ပေးတယ်ပေါ့နော်ခုနောက်ပိုင်း Honor King ကနေပြီးတော့မြန်မာ view တွေကိုဖြုတ်လာတာကုလစီကျောင်း Thai region မှာပေါ်လာတဲ့ game နဲ့ Indonesia မှာပေါ်လာတဲ့ game တွေကလုံးဝကိုမြန်မာ view ကိုထက်မထွက်တော့ဘူးပေါ့နော်အဲ့တော့သူကဒီမလေးရှားမလေးရှားတို့ Philippines တို့ Indonesia တို့ Thailand တို့ပေါ့နော်ဒီလေးနိုင်ငံ view တွေ viewer တွေအတွက်ပဲသူကပတ်သက်ပေးတော့တယ်ပေါ့နော်ဒီကောင်းလေးကကျောင်း မြန်မာပြည်ကမြန်မာကွန်မတီခရီတာတွေကတော့တော်တော်လေးကိုနစ်နာစေတယ်ပေါ့နော်။ဘာလို့လဲဆိုရင်ဒီကောင်ကပတ်စံအပီးချန်နေပေါ့နော်။ monetization နေတဲ့မှာဆိုရင် gaming incentive program RPM အမြင့်ဆုံးဖြစ်လို့ကျွန်တော်ပစ္စည်းတွေကပိုးပြီးတော့ရတယ်ပေါ့နော်။အခုတော့မရတော့ပါဘူး။အဲ့တော့ gaming incentive program နဲ့မှာဆိုရင်ကုလို့စေပြီးခဲ့တဲ့ဟာပေါ့နော်။ပြီးခဲ့တာဆိုမြန်မာပြည်က PUBG Mobile မှာရှိတယ်ပေါ့နော်။ PUBG Mobile ကလည်းမြန်မာပြည်မှာကျွန်တော်ဝါကက်ရထားလို့ပြည့်ရလို့ထင်တယ်။နောက်ပိုင်းညာဖြုတ်ခြင်းနဲ့ဖြုတ်မှာပေါ့နော်။ဒါတော့အဓိက အတိအကျပြောလို့မရဘူးပြီးခဲ့တဲ့ DPG 4.0မှာဆိုတော့ညမာ view ကိုပေးထားသေးတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါတစ်ခုကညမာ view ကိုမဖြစ်မနေပေးတာဆိုတော့ MMBB creator ပေးတဲ့ဟာကျွန်တော် event campaign တွေကပဲညမာ view တွေပေးတော့တယ်ပေါ့နော် channel gain တွေကတော့ညမာ view ကိုလုံးဝမပေးတော့ပါဘူး okay ဒီကလေးမှမိတ်ဆွေကဒီ gaming incentive program တွေမှာမိတ်ဆွေက gain တွေ try နေနေဆိုရင်တော့နိုင်ငံခြား content တွေ fan တီးမှပဲရမယ်ပေါ့နော်နိုင်ငံခြား content ဆိုတာမိတ်ဆွေတို့ဟာ AD ကောင်းနေဆိုရင်တော့ကိုယ့်ရဲ့ voice မှာပါပဲနဲ့နိုင်ငံခြား view တွေရအောင်ဖန်တီးလို့ရတယ်ပေါ့နော်ဒီမျိုးဒါမျိုးနှိမ့်လိုက်မရှိတော့တယ်ညမာ view နဲ့ကတော့အဆင်မပြေတော့ဘူးပေါ့နော်ညမာအတန်နဲ့ကတော့အဆင်မပြေတော့ပါဘူးအဲ့တော့ဒါလေးမျှဝေပြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ